မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ20ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးမြို့ကနေဗမော်ကိုစစ်ကူသွားတဲ့စစ်သည်မော်တွေတိုက်ခိုက်ခံရပြီးတော့ဒဇီးနည်းမြို့သွားက၃စီးခန့်စက်ခန်းတွေထိခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AR မြေအတွင်းတန်နေရမှာတော်လိုင်းတပ်ဖွဲ့တွေကစစ်သည်မော်တွေကိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အခုရက်ထိတိုက်ပွဲတွေကဖြစ်နေတာလေရင်တွေလည်းဇက်တိုက်ကိုဘုံကျဲနေတယ်။တပိတ်ချင်းနဲ့ခင်ဦးနယ်ဇက်က မသိရင်အပြည်ပြည်ဆိုင်ရာလေးစိတ်ကြီးလိုပဲလို့ဒေသခံတအုပ်ကစစ်တပ်ကလေးချောင်းကနေပြစ်ကူပေးပြီးတော့ခုခံနေတာကိုမနေ့ကည9နာရီခွဲကမှပြောကြားထားပါတယ်လက်တလောသိရတဲ့သတင်းအရာတန်ခွန်တစည်းနင်းမြုပ်သွားပြီးတော့စက်ခန်းတွေပြက်ကရေထဲမှာမျောနေတဲ့စစ်သင်းမော်တွေကိုတွန်းသင်းမော်တွေနဲ့ပြန်ဆွဲပြီးတော့ဆန်တက်နေရတယ်လို့ပြောပါတယ်စစ်ကောင်စီဘက်က112 MI35 တိုက်ခိုက်ရေးရဟရင်နေနဲ့ဒရဇက်ဘုံကျဲနေတာလို့သိရပါတယ်စက်တက်ရေရင်တွေတိုက်ခိုက်ခံရတာကိုစစ်တပ်ဘက်မှလည်းသတင်းတွေတက်နေပြီလို့စုံစမ်းသိရှိရပါတယ် မန္တလေးကနေဗမာမြို့ကိုစစ်ကူပို့ဖို့ဇွန်လ18ရက်နေ့ကစစ်ခွေးတပ်က ခေါ်ဝင်စိတ်ကန်းကနေစစ်သည်မော၅စီးနဲ့တွဲသည်မော9စီးလုံးနဲ့စံတက်လာတာလို့သိရပါတယ်ဇွန်လ18ရက်နေ့ညကဝက်လက်မြို့နယ်ရှိမကချေးရွာရဲ့အရှိတ်ကန်းမှာညအိတ်ကအဲ့ဒီမြောက်ဘက်ကချေးရွာတွေကိုလေချောင်းတိုက်ခိုက်ခဲ့တာမို့လို့ပြည်သူအယောက်20ခန့်တိတ်ဆုံးပြီးအယောက်30ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုတိုင်မင်းလာမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်နေရာနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်80ထက်မနည်းသေဆုံးပြီးတော့တော်လိုင်းရဲဘော်တအူးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ23ရက်နေ့မိုးလွဲတနာရီ40မိနစ်ခန့်မှာမင်းလာမြို့နယ်အပိုင်းဘကိုရုံးမအတွင်းမှာရှိတဲ့ဇပကြီးချောင်းမှာစခန်းချနေတဲ့အကြမ်းဖက်စစ်ခွေးများကိုတာယာဝတီ KI တိုင်ရင်383ကနေတခွင်းကဘျူဟာစစ်ကြောင်းကတော်လိုင်းရဲဘော်များကဝင်းရောက်တိုက်ခိုက်ခဲ့ရာ နှစ်နာရီခန့်တိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30တေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဗန်ပွေးကုန်းရွာဘက်ကိုပြန်လည်ထွက်ပြေးဆုတ်ခွာသွားပြီးတော့ဇွန်လ14ရက်နေ့မှာထပ်မံအင်အားဖြည့်တင်းကအင်အား400ကျော်နဲ့ဘကိုးရုံးမအတွင်းကိုစစ်ကြောင်းထုံးဝင်ရောက်လာခဲ့တယ်လို့သိရပါတယ် ဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဇူလိုင်လ14ရက်နေ့မနက်9နာရီခွဲအချိန်ကမှဗကုယုံမအတွင်းမှာရှိတဲ့ခါချင်းတောင်ပေါ်ကိုရောက်ရှိလာပြီးတော့48ပေါင်ဥတလုံးတောင်နဲ့ခါချင်းတောင်တို့မှာညနေ4နာရီအထိတိုက်ပွဲ3ချိန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကလက်နက်ကြီးများအဆက်မပြတ်ပစ်ခတ်ပြီးတော့ drone သုံးစင်းနဲ့ဘုံကျဲတိုက်ခိုက်ရာတော်လိုင်းရဲဘော်များခါကျင်းတောင်စခန်းကနေပြီးတော့စုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးဘက်ကအယောက်90ကျော်တိတ်ဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကတော်လိုင်းတပ်ဖွဲ့များဘက်ကလည်းရဲဘော်ဇာမနီ drone ဘုံတွေထိမှန်ပြီးတော့ကြာဆုံးခဲ့ပြီး ရဲဘော်9ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတော်လိုင်းတပ်ဖွဲ့များဘက်ကစိုင်းကဲနှစ်စီးမိုးကဆူလာပြစိုက်အိတ်များနဲ့အိုးခွက်ပကံများလည်းဆုံးရှုံးခဲ့ရတယ်လို့သိရပါဗါစစ်ခွေးအသေးများတာကသူတို့ဘက်ကစစ်မှုထမ်းတပ်သားတွေကိုရှေ့ကကာပြီးတော့ကြားထိုးတတ်ခိုင်းတာကျွန်တော်တို့တပ်စခန်းကိုလူလိုင်းနဲ့တတ်သိမ်းတာဗောအဲ့ဒါကြတော့နောက်ဆုံးပြီးခဲ့ရတာတိုက်ပွဲနှစ်ခုစလုံးပေါင်းရင်စစ်ခွေးအကောင်ပေါင်း80ကျော်သေးပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တအုပ်ကြဆုံးနေစခန်းကလည်းဆုတ်ခွာပေးလိုက်ရတယ်လို့တာယာဝရီခန်တရင်383ညနဲ့ တက်ခွဲကတက်ခွဲမှုဘိုဘကကပြောဆိုထားပါဗျ။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဗန်ပွေးကုန်းရွာကိုစုတ်ခွာထွက်ပြေးသွားပြီးတော့စစ်ကြောင်းထပ်မံထိုးလာပါကတိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်တဲ့အတွာပြည်သူများအနေနဲ့ရုံးမအတွင်းတွာလာမှုများကိုမပြုတ်လောက်ကြရန်နဲ့စစ်စင်ရေးများဆက်လက်ပြီးတော့ဖော်ဆောင်နိုင်ရန်တော်လိုင်းတပ်ဖွဲ့များကထောက်ပံ့ကူညီပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့တာယာဝရီခန်တရင်33ညနဲ့တက်ခွဲငါတက်ခွဲမှုဘိုဘကကဆက်လက်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းနဲ့စင်ကူရဲစခန်းကိုတိုက်ခတ်ခဲ့ရာစင်ကူစခန်းမုတ်အပါအဝင်6ဦးထက်မနည်းသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ12ရက်နေ့မနက်8နာရီခန့်မှာညောင်ဦးမြို့နယ်မီးလောင်ဖျားတောင်ရွာကိုမီးရှို့ရန်ထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့ကတိုက်မိုင်းနင်းမိုင်းများနဲ့တိုက်ခတ်ခဲ့ရာ စစ်ခွေးများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးတဲ့အချိန်မှာ drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိပြီးတော့စစ်သားမသားအလောင်းနဲ့ဒဏ်ရာရရှိသူများကိုတိုက်ဆောင်ကမီးလောင်ဖျားမြောက်ရွာကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။မီးလောင်ဖျားမြောက်ရွာအရောက်မှာစစ်ကောင်စီတပ်သားများကပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ပြီးတော့နေအိမ်အလုံး60ကမီးလောင်ပြချခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာ ဥယျာဉ်ကြေးရွာဘက်ကိုဆက်လက်ပြီးတော့ဆုတ်ခွာလာတဲ့အချိန်ရွာအနီးမှာရှိတဲ့တဲနှလုံးကိုလည်းခက်မှန်မိရှုဖြက်စည်းကအရသာပြည်သူရှစ်ဦးကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာဒဏ်ရာရတဲ့စစ်သားတွေကိုလည်းညနေပိုင်းမှာကားသုံးစီးနဲ့ညောင်ဦးစေးုံကိုပို့ဆောင်ကကြံရှိနေတဲ့စစ်ခွေးတွေကတော့ညောင်ဦးမြို့အနီးမှာရှိတဲ့အမှတ်၄၁၅ချင်းလင်းတိုင်ရင်းထဲကိုဝင်ရောက်သွားတယ်လို့သိရပါတယ်အလားတူပဲဇူလိုင်လ၁၂ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်ကမှလည်း ်စစ်ကူရဲစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်ကူစခန်းမှုအပါအဝင်စစ်သားအများအပြားဒဏ်ရာရရှိပြီးတော့စစ်ကူရဲစခန်းမှုဟာစေယုံကိုအရောက်မှာတိတ်ဆုံးသွားတယ်လို့သိရပါဗျ။ဇွန်လ23ရက်နေ့မှာလည်းစစ်ကူရဲစခန်းကို drone နဲ့ထပ်မံဘုံကျဲတိုက်ခိုက်ရာစစ်သားအများအပြားထိခိုက်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးတာကစစ်ကူစခန်းကရဲစခန်းမှုတစ်ယောက်ပဲတရင်ရတယ်။စေယုံရောက်မှာတည်ထားတဲ့စစ်ကြောင်းမှာတည်တာကလည်း9ယောက်လို့သိရတယ်။ဒဏ်ရာရတာတွေကများတယ်။အပြင်းထန်ဒဏ်ရာရတာတွေရောပဲအတိအကျသိရဖို့ကတော့စရင်ပြုစုရအောင်ပါ။ နေအိမ်ကမီးလောင်ဖျားတောင်ရွာမြောက်ရွာပေါင်းရင်အလုံး60လောက်မီးရှို့ခန်းလိုက်ရပါတယ်အစကတည်းကမီးရှို့ဖို့ဓာတ်ဆီဘူးတွေပါယူလာတာဖမ်းသွားတဲ့ပြည်သူရှင်းဦးကတော့နောက်ရမှာပြန်လှုပ်ပေးလိုက်တယ်လို့သတင်းရထားတယ်လို့ဗကန်ပိုချိုတပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုဗကန်ပိုချို PDF ပေါင်းမြုံနယ်ပကောက်ဖဒရုန်းတပ်ဖွဲ့မကွေးတိုင်း PDF ဒရုန်းတပ်ဖွဲ့နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ဘူးလို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ရှေးဟောင်းဇေဒီပထိုးများကိုအကာအကွယ်ယူကာ နိုင်ငံတကာစာမျက်နှာမှာတော်လိုင်းတပ်ဖွဲ့များရဲ့ပုံရိပ်ကြာဆင်းစေရန်ဆောင်ရွက်လျက်ရှိတော်လဲဗကန်ရင်ချင်းမှုအမွေနဲ့နေရာများကိုတိုက်ပွဲစုံမဖြစ်စေရန်ရှောင်ရှားပြီးတော့စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းက1027ဆက်စင်ရေးအတွင်းမှာပထမဆုံးတိမ့်ပိုက်ခဲ့တဲ့မြို့တွေထဲကတစ်ခုဖြစ်တဲ့ကိုကန့်တက်ရဲ့သိန်းနီမြို့နယ်တရ9မိုင်ကုန်းသွယ်ရေးဇုံတို့ကိုအကြမ်းဖက်စစ်ကောင်စီထံပြန်လည်လက်လွတ်ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သိန်းနီမြို့အပါအဝင်ချင်းရွှေဟောဖောင်းဆိုင်နဲ့ကျုကုတ်ပန်ဆိုင်မြို့တွေကိုညီနောင်မဟာမိတ်တုံးဘွဲက1027ဆက်စင်ရေးစတင်ပြီး တပတ်အကြာလွန်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ2ရက်နေ့အတွင်းမှာပဲတိမ့်ပိုက်ရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။အခုတော့လာရှုံမြို့လိုပဲတနက်တစ်ချက်မှမဖောက်ရပဲကိုကန်တက် MNDA နဲ့မဟာမိတ်တပ်တွေကစစ်ကောင်စီထံကိုပြန်ပေးတော့မယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။တနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ကိုကန်တက်အနေနဲ့တရုတ်ရဲ့ဖိအားကိုမလွန်ဆန်နိုင်တဲ့အတွက် တိန်နီမြို့ကိုပြန်လဲလက်လွတ်ရဖို့တေချာသလောက်ရှိနေပြီဖြစ်ပြီးတော့သူတို့ရဲ့ရဲဘော်တွေကိုပြစ်စည်းတွေတင်ခိုင်းနေပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့နဲ့ PDF တွေရှိရာမြန်မာတရုတ်အဓိကကုန်သွယ်ရေးဇုံဖြစ်တဲ့105မိုင်ကုန်သွယ်ရေးဇုံကနေကိုကန့်တက် MNDA နဲ့တန်းတက် TNLA တို့ကိုတရုတ်ကစုတ်ခွာခိုင်းထားပြီးတော့နောက်ဆုံးမှာတော့ AA နဲ့ PDF တွေပဲကျန်တော့မယ်လို့စီရေးသတင်းရင်းမြစ်ကပြောပါဗျ။ညီနောင်မဟာမိတ်၃ဘွဲ့ဟာ 1027ဆစ်စင်ရေးစတင်ပြီးတပတ်အကြာလွန်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလမှာတိန်နီမြို့ကိုတိမ့်ပိုက်ပြီးတော့ဒီဇင်ဘာလ16ရက်နေ့မှာတရ5မိုင်ကုန်သွယ်ရေးဇုံတို့ကိုတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်အောင်သာရွာတိန်တော်ဂုံဖုံးတော်ကြီးအကြောင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်တန်ဃာတော်တပါးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ18ရက်နေ့ည10:00နာရီခွဲအချိန်ကမှနထိုးကြီးမြို့နယ်အောင်သာရွာနောက်ဘက်မှာရှိတဲ့ တိန်တော်ကဖုန်ကြီးချောင်းကိုအချမ်းမဆက်တက်ကဂျက်ဖိုင်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချမ်းမဆက်တက်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာကျမ်းမာရေးမကောင်းတဲ့တန်ဃာတော်တပါထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဇေဒီများအဆောက်အအုံများနဲ့ဒရိုင်းများလည်းထိခိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။ အောင်သာကြီးပါနောက်ဘက်ကတိန်တော်ကုန်းဖုံကြီးချောင်းကိုစစ်ခွေးတက်ကလေရင်နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်သွားတာတန်ဃာတော်တစ်ပါးထိခိုက်ဒဏ်ရာရပြီးတော့ဇီဒီနဲ့အဆောက်အုံတွေထိခိုက်ပျက်စီးသွားပါတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲအေယာဝတီတိုင်းလေးမျက်နှာမြို့နယ်နဲ့အင်ကမူမြို့နယ်အဆက်ကို အချမ်းဘတ်စစ်ခွေးတက်က112လေးရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ကြောင်းဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါရယ်ဇူလိုင်လ16ရက်နေ့မနက်9နာရီကမှလေးမျက်နှာမျိုးနယ်နဲ့အင်္ဂဘူမျိုးနယ်အဆက်မှာရှိတဲ့ပန်းတော်ကြီးရွာလေတန်ငယ်ရွာထောက်ကြံခွင်းရွာစောပြရွာနဲ့ကြားကြိုက်ကြီးရွာတို့ကိုအချမ်းဘတ်စစ်ခွေးတက်က112လေးရင်နဲ့လေးချောင်းတက်ခိုက်မှုတွေပြုလုပ်သွားတယ်လို့သိရပါရယ်အချမ်းဘတ်စစ်ခွေးတပ်ရဲ့လေကြောင်းတက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုအခြေအနေနဲ့နေအိမ်ပြတ်စင်းမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီရဲတပ်ရင်းငါးကပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတဲ့မောင်ငိမ့်မင်းဟာလက်ပြဘုံနဲ့ကြီးစံများကိုယူဆောင်လာပြီးတော့ တောင်သာမြို့နယ်ပကဖထမ်းမှာအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ19ရက်နေ့မှာရန်ကုန်မြို့မော်ဘီရဲတပ်ရဲ9ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းတပ်သားတဲ့မောင်ငိမ်းမဲဟာတောင်သာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ထမ်းမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းတပ်သားတဲ့မောင်ငိမ်းမဲဟာလက်ပြုံနှလုံးနဲ့ကြီ250တောင်းတို့ကိုယူဆောင်လာတယ်လို့သိရပါဗျ။ ဆက်လက်ပြီးတော့လေစစ်ကောင်စီတပ်ကအလင်းဝင်ခြင်းနဲ့စစ်ကောင်စီတပ်သားများကိုလည်းဆက်လက်ပြီးတော့နှွေးထွေးစွာကြိုးစွနေပါတယ်လို့တောင်သာမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နဲ့ဇိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ